်မေလ9ရက်နေ့ဗုဒ္ဓနေ့မနက်စောစောလူအများအိမ်မောကြနေတဲ့အချိန်မှာကျဲလောင်တဲ့ပေါက်ကွဲသံကြီးတွေကြားလိုက်ရပါတယ်ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့မူဆာဘာရာဘတ်မှာလျှက်စစ်မီးတွေပြတ်တောက်ပြီးတော့ရုတ်တရက်အမောင်းကျသွားပါတယ်အဲ့ဒီအပြင်ထွက်ကြည့်လိုက်တော့တနေရာမှာမီးတောက်ကြီးတွေတဟုံဟုံလောင်ကျွမ်းနေတာတွေ့ရတယ်လို့ကိုရိတ်ကြုံရတဲ့သူတယောက်ကပြောပါတယ်မေလ9ရက်မနက်တနာရီချင်းလောက်မှာ ိန္ဒိယကပါကစ္စတန်နိုင်ငံတွင်းနဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်အတွင်းမှာရှိတဲ့နေရာ၉ခုကိုမစ်ဆိုင်းဒုံးတွေနဲ့တိုက်ခိုက်လိုက်တာပါ။အိန္ဒိယကသူတို့တိုက်ခိုက်မှုဟာတိကျတဲ့ပြစ်မှတ်ကိုတိုက်ခိုက်တာဖြစ်တယ်။အကန့်အသတ်နဲ့တိုက်တာဖြစ်တယ်။ထက်ဆင့်အချိန်တိုးမြင့်တိုက်ခိုက်တာတွေလုပ်ဖို့ရည်ရွယ်မထားဘူးလို့ဆိုပါတယ်။အကြမ်းဖက်အဖွဲ့အစည်းတွေအခြေစိုက်တဲ့နေရာတွေကိုတိတိကျကျပြစ်မှတ်ထားတိုက်ခိုက်တာလို့အိန္ဒိယကဆိုပေမဲ့ပါကစ္စတန်ကတော့စီးရင်နဲ့မပတ်သက်တဲ့အရသာပြစ်မှတ်တွေကိုတိုက်ခိုက်သွားတာလို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တယောက်ပါဝင်အ ਨੇ ဆုံးလူ၈ယောက်တည်ဆုံးပြီးတော့35ယောက်ထက်မနည်းဒဏ်ရခဲ့တယ်လို့ပါကစ္စတန်ကဆိုပါတယ်။အဲ့ဒီစစ်စင်ရေးကိုစင်ဒိုးစစ်စင်ရေး Operation Sindoor လို့နာမည်ပေးထားပါတယ်။စင်ဒိုးဆိုတာကတော့ဟိန္ဒူအမျိုးသမီးတွေရဲ့နှစ်ဖူးမှာတို့ထားတဲ့အနီးဆက်အမှတ်အသားကိုခေါ်တာဖြစ်ပါတယ်။သူတို့တိုက်ခိုက်တဲ့နေရာတွေဟာပါကစ္စတန်စစ်ဘက်ဆိုင်ရာနေရာတွေကိုတိုက်တာမဟုတ်ဖ ೇನೆ အကြမ်းဖက်သမားတွေခိုးအောင်တဲ့နေရာတွေကိုတိုက်ခိုက်တာသာဖြစ်တယ်လို့အိန္ဒိယဘက်ကဆိုပါတယ်။အကြမ်းဖက်သမားတွေဟာ အဲ့ဒီနေရာတွေမှာခုံလုံပြီးတော့အဲ့ဒီနေရာတွေကနေပြီးတော့စီစဉ်ညွန်ကြားတိုက်ခိုက်နေတာဖြစ်တယ်လို့အိန္ဒိယဘက်ကနေပြီးတော့ပြောပါတယ်ပါကစ္စတန်ကတော့အဲ့ဒီနေရာတွေဟာအရက်သားတွေရဲ့နေရာတွေသာဖြစ်တယ်လို့ဆိုပြီးတော့အကြမ်းဖက်တွေခိုးအောင်နေတဲ့နေရာ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာနိုင်ငံတကာကလာရောက်ကြိရှိကြဖို့ဖိတ်ခေါ်ပါတယ်လို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခေါဝါဂျာအာဆစ်ကဆိုပါတယ်အတိုက်ခိုက်ခံရတဲ့နေရာတွေအနက်တနည်းဟာပန်ဂျပ်ပြည်နယ်ဘဟာဝါပူး မြို့အတွင်းကဗလီတစ်ခုဖြစ်ပြီးတော့လူနေထူထပ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီနေရာကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အတွက်ခလိငယ်တယောက်သေဆုံးပြီးအမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်လည်းဒဏ်ရာရခဲ့ပါတယ်။ပါကစ္စတန်ကတော့အိန္ဒိယဟာသူတို့ဘက်ကတီးခတ်နိုင်တဲ့အတိုင်းအတာကိုကြော်လွန်လာပြီလို့ဆိုပြီးတော့အိန္ဒိယရဲ့တိုက်လေရဲ့နှစင်းနဲ့ drone တစ်စင်းကိုပြန်လည်ပစ်ချခဲ့တယ်လို့ကြေညာပါတယ်။ပါကစ္စတန်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်အာမက်ရှာရီဖ်ချောင်ဒရီကထုတ်ဖော်ကြေညာခဲ့တာဖြစ်ပြီးတော့ ိန္ဒိယရဲ့လောရဟာအလွန်ဆိုးရတဲ့ရန်စမ်းမှုလို့လဲသူကဆိုပါတယ်အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်အတွင်းကကပဝါရာ KI နေပြည်သူတွေကတော့အိန္ဒိယပါကစ္စတန်နယ်ကြားဖြစ်တဲ့ထိန်းချုပ်နယ်နိမိတ် line of control ဘက်မှာအပြန်အလှန်ပြစ်ခတ်ကြတဲ့အတန်တွေကိုကြားရတယ်လို့ဆိုပါတယ်အိန္ဒိယကစစ်ပွဲသဘောဆောင်တဲ့အပြုအမူကိုဆက်တင်လိုက်ပြီးဖြစ်တဲ့အတွက်ပါကစ္စတန်ဘက်ကဘလို့အင်အားသုံးမှုမျိုးကိုမဆိုလောက်ခွင့်ရှိတယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ရှဖက်ရှာရစ်ကဆိုပါတယ် ပါကစ္စတန်နိုင်ငံနဲ့ပါကစ္စတန်လက်နက်ကင်တပ်မတော်ဟာရန်သူကိုဘလို့တုံ့ပြန်ရမယ်ဆိုတာကောင်းကောင်းနားလည်တယ်ရန်သူရဲ့ကောက်ကျစ်တဲ့ရည်ရွယ်ချက်တွေအောင်မြင်သွားအောင်ခွင့်ပြုတိခတ်ပေးမှာမဟုတ်ဘူးလို့လည်းသူကဆိုပါတယ်ဒီဗိုလ်တော်ဦးမနေ့ကမှပဲအမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကိုလည်းခေါ်ယူကျင်းပသွားမယ်လို့သူကဆိုပါတယ်တက်ခိုက်မှုမစတင်ခင်နိုင်ပိုင်းအကြကပဲအိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကအိန္ဒိယကနေပြီးတော့ပါကစ္စတန်ဘက်ကိုစီးဆင်းနေတဲ့အိမ်တုမြေကြီးကိုရက်တက်အောင် လုပ်ပြင်မယ်လို့ပြောခဲ့ပါတယ် ဲ့ဒါလို့လို့ရအဲ့ဒါဟာပါကစ္စတန်နိုင်ငံကိုစစ်တိုက်တာနဲ့အတူတူပဲလို့မှတ်ယူမှာဖြစ်ကြောင်းပါကစ္စတန်ဘက်ကပြောခဲ့ပါတယ်အဲ့ဒါလို့အပြန်အလှန်စကားစစ်ထုတ်မှုတွေလုပ်ပြီးနောက်မှာလက်နက်နဲ့တိုက်ခိုက်တဲ့စစ်ထုတ်မှုတွေဆက်လက်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်အိန္ဒိယရဲ့ခွဲဝေအတုပ်ပြည်စာချုပ်ဟာ1960ခုနှစ်ခေတ်ကချုပ်ဆိုသဘောတူထားတာဖြစ်ပါတယ်အိန္ဒိယဟာပါကစ္စတန်ရဲ့ဆိုင်ပြိုးရေးနဲ့ဒေသခံပြည်သူတွေရေချိုးအုံပြူရေးအတွက်အထူးမိကိုအားထားနေရတဲ့ရေးအရင်းမြစ်ဖြစ်ပါတယ် အရင်ကတော့အိန္ဒိယပြည်ထဲကရေဟာအိန္ဒိယအပြင်ဘက်ကိုစီးဆင်းခဲ့တယ်အခုတော့အိန္ဒိယတွေကရေဟာအိန္ဒိယအတွက်ပဲစီးဆင်းတော့မယ်လို့အိန္ဒိယဝန်ကြီးချုပ်နရန္ဒရာမိုဒီကပြောပါတယ်အခုကကာတာလေကြောင်းလိုင်းကပါကစ္စတန်နိုင်ငံအတွင်းကိုပြန်တန်းနေတဲ့ခီးစဉ်တွေကိုလည်းရပ်ဆိုင်ထားပါတယ်ပါကစ္စတန်အတွင်းအိန္ဒိယလေကြောင်းလိုင်းတွေပြန်တန်းတဲ့အစီအစဉ်တွေရပ်ဆိုင်ထားကြောင်းအိန္ဒိယဘက်ကကြေညာပြီးတဲ့နောက်မှာကာတာလေကြောင်းလိုင်းကလည်းအခုလိုရပ်ဆိုင်လိုက်တာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အခုလို ဖြစ်တော့မယ်ဆိုတာသူကြိုတင်ခံမှန်းမိကြောင်းပြောခဲ့ပါတယ် just heard about it just as we were walking in the doors of the oval uh just heard about it i guess people knew something was going to happen based on a little bit of the past they've been fighting for a long time you know they've been fighting အခုလေးပဲကြားပါတယ်အင်ဂျီရောမှာအစည်းအဝေးလုပ်နေတုန်းကြားလိုက်ရတာပါတခုခုဖြစ်တော့မယ်ဆိုတော့ကြိုသိထားပါတယ်ဘာကြောင့်လဲဆိုတော့အတိတ်ကတိုက်ခိုက်မှုတွေကိုသိထားလို့ပါအိန္ဒိယနဲ့ပါကစ္စတန်တို့တိုက်ခိုက်နေတာဆယ်စုနှစ်များစွာရှိနေပါပြီ နှစ်ရာနဲ့ချီပြီးတော့တောင်မှရှိနေပါပြီလို့သူကပြောပါတယ်အမှန်တကယ်ကတော့နှစ်ရာနဲ့ချီပြီးတော့မရှိသေးပါဘူးပါကစ္စတန်နိုင်ငံပေါ်လာတဲ့တောင်မှနှစ်ပေါင်း80မပြည့်သေးပါဘူးဘာပဲပြောပြောအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံးဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်သူတွေဖြစ်ပြီးတော့အခုဗိုလ်ဓူးမနဲ့မစ်ဆိုင်းတိုက်ခိုက်မှုဟာအလွန်အန္တရာယ်ကြီးမားတဲ့စစ်ရေးအချိန်မြင့်တက်မှုဖြစ်တဲ့အတွက်နိုင်ငံတကာကအမှန်တကယ်ပဲစိုးရိမ်ပူပန်နေကြပါတယ်ကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကလည်းအလွန်စိုးရိမ်ပူပန်ကြောင်း နှစ်နိုင်ငံစလုံးကအစ်စ်အမြင့်ဆုံးကတ်သက်ထိန်ချုပ်မှုတွေလှုပ်ဆောင်ကြဖို့လိုအပ်ကြောင်းသူအနေနဲ့ရပ်တန့်ကြဖို့ထိန်ချုပ်ကြဖို့တောင်းဆိုကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်